ဒီဖြစ်ပျက်လေးကိုတော့စာဖတ်သူတွေအနေနဲ့စိတ်ထဲမှာအဆွဲလန်းတစ်ခုမဖြစ်စေဖို့ကြိုတင်ပြီးတော့မြေတားရက်ခံပါရစေတရားမြောင်ဒီကွက်လေးလို့ရင်တော့လမ်းဖြစ်မြောင်ပြူဖြစ်တော့မှာပါပဲဆိုပြီးတော့သူ့ကိုယ်သူအတင်းထားလိုက်ရပါတယ်မောင်းနေတဲ့ကာကိုဂယုတစိုက်ထင်းရင်သာမောင်းယူလာခဲ့ပါတယ်ဒီတော်ရလေးအဝင်ကစပြီးတော့လမ်းကွက်လိုက်ကောက်လိုက်နဲ့တော်တော်ကြီးကိုထိမ့်သိမ့်ပြီးတော့မောင်းလာပါတယ်ဒါပေမဲ့အကွက်ကြီးတစ်ခုကိုရောက်တဲ့အခါမှာတော့ကားကွက်ကောင်းဖို့အတွက်လမ်းရဲ့ဘဲဘဲအချမ်းကိုယူကမောင်းလိုက်ရပါတယ်အဲဒီအချိန်မှာပဲတစ်ဖက်ကမောင်းလာတဲ့ကားကြီးတစ်စီးရဲ့ဥကောင်းပိုင်းကိုရုတ်တရက်တွေ့လိုက်ရပါတော့တယ်အဲဒီကားကြီးကလည်းအရေးတကြီး းမောင်းလာတဲ့ဟန်နဲ့အချိန်ကခက်ပြင်းပြင်းမှာကားတန်ကိုလည်းဂယုမပြုတ်လိုက်မိလေတော့ဟာဆိုပြီးတလုံးသာရေရွတ်လိုက်နိုင်ပြီးတော့ညာဘက်ကိုအချိန်နဲ့ကွေ့ချလိုက်တဲ့အခါမှာတော့အကွေ့ဟာအချိန်နဲ့ရုတ်တရက်ကွေ့လိုက်ပြီးတော့ဆလစ်ဖြစ်သွားကလမ်းမေးတစ်ပင်နဲ့အချိန်ပြင်းပြင်းဝင်တိုက်လျက်ကားမောင်းသူကတော့နေရာမှာပဲပွင့်ချင်းပြီးဆုံးသွားခဲ့ပါတယ်။နှစ်ယောက်မြောက်နဲ့သုံးယောက်မြောက်ဆိုင်ငယ်တစ်စီးပေါ်မှာတငယ်ချင်းနှစ်ယောက်စီးလက်ကြတာပါ။အချိန်ကတော့ည7:00နာရီလောက်ဖြစ်နေခဲ့ပါပြီ။ပြန်လာတာကတော့သူတို့ရဲ့တငယ်ချင်းမင်္ဂလာဆောင်ကနေအနှဲငယ်ပဲတောက်စားပြီးတော့ပြန်လာခဲ့ကြတာပါ။တေးကြတဲ့အချိန်မှာရမကလေးအနှဲငယ်ဝင်နေလေတော့ဆိုင်ငယ်ကိုဟိုရင်းဒီရင်နဲ့ ဲ့အကဲပိုကမောင်းလာခဲ့ကြပါတယ်တော်ရန်လေးတဲ့ဝင်လာတာနဲ့အကွေတွေကများလာခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအကွေလေးတွေကမပြောပတ်လောက်လေတော့အေးအေးဆေးဆေးပင်ကွေလိုက်ရမ်းလိုက်နဲ့စီးလာကြပါတယ်ဒီလိုနဲ့အကွေကြီးတစ်ခုနောက်ရောက်လေတော့အရန်ကိုကွေကောက်လွန်လာတဲ့အတွက်ရဲမူးမူးနဲ့အရှင်ပြင်းပြင်းမောင်းလာတဲ့အတွက်ရဲကြောင့်လမ်းချော်ကဆိုင်ကယ်တိမ်းမောက်သွားပါတော့တယ်နှစ်ဦးသားဟာအတံမင်မထွက်နိုင်တော့ပဲနဲ့အဲ့ဒီနေရာမှာပဲပွဲချင်းပြီးတေဆုံးခဲ့ရပါတယ်၄ယောက်မြောက်နဲ့၅ယောက်မြောက်သူတို့ကလည်းဆိုင်ကယ်လေးတစ်စီးကို၂ယောက်စီးလာတာပဲဖြစ်ပါတယ်မူးလာတာတော့မဟုတ်ပါဘူးဒါပေမဲ့အရှင်လေးနဲ့မောင်းလာတာဖြစ်ပြီးတော့အဲ့ဒီကွေကြီးကိုကွေချလိုက်တဲ့ ချိန်ဆိုင်ကယ်ကချင်းပြတ်ထွက်သွားပြီးတော့အကွေ့မှာဆိုတော့မောက်သွားပြီးလမ်းမော်ကိုအရှိန်နဲ့လဲကြမှာခေါင်းနဲ့ပြုတ်ကြလျက်ခေါင်းကွဲကနှုတ်သားတိတ်ဆုံးသွားခဲ့ရပါတယ်ဒီလိုနဲ့ပဲထိုနေရာအကွေ့ကြီးမှာနောက်ထပ်ဆိုသလို6ယောက်9ယောက်10ယောက်9ယောက်ဒီတိုင်းပဲလမ်းချော်ကတိတ်ဆုံးခဲ့သူတွေက9ယောက်တောင်ပြည်လာခဲ့ပါပြီအဲ့လိုနဲ့ပဲထိုအကွေ့ကြီးကိုလူတွေကနာမည်ပေးလိုက်ကြပါတယ်ကိုလောင်ကွေ့ဆိုပြီးတော့ပါထိုကိုလောင်ကွေ့ကနာမည်ကြီးလာခဲ့ပါတော့တယ်တချို့ကလူ9ယောက်သွားမရလို့ကိုလောင်ကွေ့ဆိုပြီးခေါ်ကြတာလားလို့မေးလာခဲ့လေတော့တိတဲ့သူတွေကပြန်ပြောပြခဲ့ကြတာကတော့လူ9ယောက်ဖြတ်မရလို့မဟုတ်ပဲနဲ့လူ9 ၉ရောက်ဇက်တိုက်ဆိုသလိုတေဆုံးခဲ့ကြရတဲ့အတွက်ကုလောင်ငွေဆိုပြီးနာမည်တွင်နေကြောင်းရှင်းပြခဲ့ကြပါတယ်။ထူးဆန်းတာတစ်ခုကတော့အဲ့ဒီလူ၉ရောက်တေဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာတော့ထူးထူးခြားခြားပဲလူတွေထပ်မသေးတော့ပါဘူး။တိုက်ဆိုင်တာပဲလားထူးဆန်းတာပဲလားဒါမှမဟုတ်ကားတွေဆိုင်ငယ်တွေခဏခဏမောက်တဲ့အတွက်လူတွေသတိရှိသွားတာလားဘာကြောင့်လဲဆိုတာတော့အတိအကျမသိကြရပါဘူး။ဒါပေမဲ့လည်းအဲ့ဒီနောက်ပိုင်းမှာတော့ကြောင်ရုံထိတ်လန့်စရာတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတော့တယ်။ည9နာရီဝန်းကျင်ခန့်လောက်ပဲရှိပါပြီ။ကားလေးတစ်စီးကအမောင်ကိုကားမီးနဲ့ထိုးခွဲကတရရိပ်ပြေးလွှားနေပါတယ်။အဲ့ဒီနောက်အကွေးကောက်များလာတဲ့တော်ရန်လင်းနာရောက်မှာတော့ကားမောင်းလာသူထွန်းထ ွန်းဆိုသူကိုဘေးနားကထိုင်သူမောင်မျိုးဆိုသူကတရိပ်ပေးလိုက်ပါတယ်ထွန်းထွန်းတကယ်ချင်းအဲ့လိုမျိုးအစားပြုတ်လိုက်လေတော့ထွန်းထွန်းကကားမောင်းနေနေအေးတိုက်ပြောလေကွာရှေ့မှာဂွေးနေများရင်တော့ရောင်တရိထားမောင်းအေးပါကွာမင်းကလည်းငါကားမောင်းလာတာကြာပါပြီကွာမင်းမသိဘူးလားသိပါတယ်ဟာသိပါတယ်ဒါမဲ့ဟိုရှေ့မှာကိုလောင်ဝိဆိုပြီးတော့နာမည်ကြီးတဲ့နေရာရှိလို့ကွာအေးပါအေးပါကွာစိတ်ချစိတ်ချအဲ့လိုမျိုးပြောဆိုပြီးတော့အရှင်ကိုချော့ချကမှန်မှန်လေးပဲမောင်းလာခဲ့လိုက်ပါတယ်အဲ့လိုမျိုးမောင်းနေလာရင်ကိုလောင်ဝိဆိုတဲ့အကိုကြီးနားကိုရောက်မှာတော့ထွန်းထွန်းကကားဘရိတ်ကိုကျွီနေမြင်နေအောင်စောင့်နှင်းချလိုက်ပါတယ်အဲ့ဒီခါမှာမောင်မျိုးကနားမလည်နိုင်စွာ နဲ့ဟဲ့ထွန်းတို့ဘာလို့ရက်လိုက်တာလဲကွာမင်းကလည်းအလန့်တကြားနဲ့အဲ့ဒီခါမှထွန်းတို့ကဟာဟိုမှာမင်းမတွေ့ဘူးလားကွာဟမ်ဘာလို့တွေ့ရမှာလဲဟာဟိုမှာလေကွာငါတို့ကောင်လူတယောက်လက်ပြပြီးတားနေတာမောင်မျိုးကလည်းနားမလည်နိုင်စွာဖြစ်နေပါတယ်သူကြည့်တာတော့ဘာမှမတွေ့ရပါဘူးဒါဟုတ်ဟိုကောင်ကဘာတွေ့လို့ပါလဲဆိုပြီးတွေ့လို့မရပါဘူးဟဲ့မင်းဘာတွေဖြစ်နေရလဲတတိလဲထားပါအောင်ကွာအဲ့လိုပြောဆိုလို့ရပါတယ်တစ်ဆက်တည်းမှာပဲထွန်းတို့ကရုတ်တရက်အလန့်တကြားပင်ထပြောလိုက်ပါတယ်ဟမ်ဘဲရောက်သွားလဲဟာစစွန်းနာတို့ကလူတယောက်ငါ့ကိုလက်ပြပြီးတားနေရပါအခုတော့မရှိတော့ဘူးဟာအဲ့ဒီအချိန်မှာပဲမောင်မျိုးကလည်းအလန့်တကြားနဲ့ထပြောလိုက်ပြန်ပါတယ်ထွန်းတို့ရေ ေးဟိုမှာဟိုမှာဟိဟောဘာကြီးလဲဟာမမေကြီးဟိဟောအဲ့လိုမျိုးအလန့်တရားထတော်ပါတော့တယ်အဲ့ဒီခါမှာပဲထွန်းတို့ဟာဟိုကြည့်တီကြည့်နဲ့ရှောက်ကြည့်လိုက်ပြီးတော့ဘယ်မှာလဲကွာဟိဟောငါငါမတွေ့ပါဘူးကွာဟိုဟိုမှာလေကွာဟိဟောလမ်းမေးမှာလဲကြနေဘာကြီးလဲမသိဘူးကွာတော်တော်တော်ကြည့်ကြမလားဟိဟောအာမင်းကလည်းငါမတွေ့ရပါဘူးကွာအာဟိုမှာလဲနေရလေကွာလမ်းမေးမှာလဲကြနေဘာဘာကြီးလဲမသိဘူးကွာဘယ်မှာလဲကွာငါဘာမှမတွေ့ပါဘူးဒါဆိုလဲမင်းနေခဲ့ကွာလူတယောက်ယောက်ဆိုရင်ခတ်နေမယ်ကွာငါတော့ကြည့်လိုက်အောင်မယ်အဲ့ဒီခါမှာထွန်းတို့ဟာတခုခုပြောမဲ့ဟန်ပြင်ပြီးကမှာဆက်မပြောတော့ပါဘူးစိတ်ထဲမှာကသူမြင်လိုက်ငါမြင်လိုက်နဲ့တခုခုပဲဆို ဆိုပြီးတော့တွေးမိနေရပါဒါပေမဲ့မပြောပြစ်လိုက်တော့ပါဘူးမောင်မျိုးကကားပေါ်ကဆင်းသွားပြီဖြစ်ပါတယ်ဒီနေရာမှာမောင်မျိုးရဲ့ဖြစ်ပုံကတော့မောင်မျိုးတယောက်ကားပေါ်ကဆင်းချလာပြီးတော့တလန်းချင်းခက်ကြောက်ကြောက်နဲ့ရှောက်လာခဲ့တာပါကာမီဖွင့်လာတာကြောင့်မြင်ကွင်းကပြက်သားရှင်းလင်းနေပါတယ်သူကလည်းလဲကျနေသူကိုအနီးရောက်လာလေလေရှင်းရှင်းလင်းလင်းနဲ့ကိုမြင်လာရလေပါလူတယောက်လဲကျနေခြင်းမှာတစ်ဖက်ကဘေးတစောင်းလဲနေတဲ့အတွက်ဘသူဘဝမှန်းတော့မသိရသေးပါဘူးမောင်မျိုးကလည်းစိုးရင်သွားပြီးတော့ဘသူလဲနေရလဲဆိုပြီးတော့အပြေးလွှာသွက်ကြည့်လိုက်ပါတယ်လဲကျနေသူနားကိုရောက်သွားတော့စိုးရင်တကြီးနဲ့ထိုင်ချလိုက်ခါထို့သူကိုတစ်ဖက်ကိုဆွဲလဲလိုက်ပါတော့တယ်အမလီအ ဘဘဘာကြီးလေဟာအဲ့လိုမျိုးထားော်ကကြောက်လန့်ပြီးတော့ပြေးပါတော့တယ်သူမြင်လင်းရတဲ့မျက်နှာကြီးကတော့မျက်လုံးကြီးမပါပဲမျက်လုံးဟောက်ပတ်ကြီးပါပြီးတော့သူဆွဲထုတ်လိုက်တဲ့အခါမှာပါဇက်ကြီးကဖြဲပြီးတော့သွားတွေကိုဖြီးပြနေပါတယ်မောင်မျိုးကလည်းရင်းနေတုံလာပြီးတော့ကြက်သိမ်းနေထားလေစူးစူးဝါးဝါးအော်ကပြေးလာခဲ့ရတာပါထို့သူပြန်ပြေးလာတော့တစုံတစ်ခုနဲ့ဝင်တိုက်မိကအချိန်နဲ့လဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာထွန်းထွန်းရဲ့ဖြစ်ပျက်ပုံကတော့မောင်မျိုးတယောက်ကားပေါ်ကဆင်းသွားလေတော့သူကလည်းကားပေါ်မှာပဲစောင့်နေခဲ့တာပါထို့အချိန်မှာပဲနှာခေါင်းနဲ့ကိုအပုတ်နဲ့လို့လို့အနံ့တစ်ခုရလိုက်ပါတယ်ဒီတော့ဗာများလဲဆိုပြီးတော့ဟိုဒီဒီကြိလိုက်မိပါတယ်ဒီအချိန်မှာပဲအမတ်မထင် ်ကားရှိကန်းကနေနောက်ကြည့်မှန်ကိုလမ်းကြည့်လိုက်မိပါတယ်ဟမ်ဘာဘာဘာကြီးတော့ဟာတည်ရဲ့တည်ရဲ့အဲ့လိုမျိုးထားတော့ပါတော့တယ်ထွန်းထွန်းတရားအမတ်မထင်မှန်နဲ့မှန်နဲ့မှမြင်လဲရတာကတော့မျက်လုံးပြပြနေနေကြီးနဲ့မျက်နှာမဲမဲကြီးပါပြီးတော့ဇပင်နေရကျွတ်ကြဲတဲ့ဖွာလန်ကျဲနေတဲ့မျက်နှာကြီးကိုမြင်လဲရတာပါသူကလည်းဖြက်ခနဲ့အနောက်ကိုတစ်ချက်လမ်းကြည့်လိုက်မိတဲ့အခါမှာတော့သူ့ကိုသွားဖွေးသားနဲ့ရီပြနေတာကိုလည်းမြင်လဲရလေတော့ကြောက်ဝမ်းလာရနဲ့နောက်ကျောတစ်လျှောက်အေးကနေစိတ်ငင်နဲ့တစ်ချက်ဖြစ်သွားကအော်ပြီးတော့ဆင်းပြေးပါတော့တယ်အဲ့ဒီအချိန်မှာပဲသူကလည်းထွက်ပြေးမောင်မျိုးကလည်းပြန်ပြေးလာနှစ်ယောက်သားဝင်တိုက်မိပြီးတော့လဲကြသွားတာပါဒီတော့တရ ောက်နဲ့တယောက်တွဲထူကကြောက်လန့်နေကြပြီးတော့အရဲစွန့်လျက်ကားစီကိုပြေးသွားလိုက်ကြကဘာကူမှမတွေးနိုင်တော့ဘဲနဲ့တကြိုးတည်းမောင်းပြေးကြပါတော့တယ်သူတို့နှစ်ယောက်ကတော့အိမ်ကိုပြန်ရောက်တာနဲ့ပဲတရေတရေဆိုပြီးတော့ဒါအော်နေခဲ့ကြပြီးတော့နောက်တရက်မှာတော့နှစ်ယောက်စလုံးကအပြင်းဖျားသွားကြပါတော့တယ်အဲ့ဒီဖြစ်ပျက်တွေဖြစ်ပျက်ပြီးရဲနှဲငယ်ကြမှာတော့ဆိုင်ငယ်တစည်းနဲ့လူတယောက်ကအဲ့ဒီဒေါ်လန်လေးတိုင်းမောင်းနေလာခဲ့တာပါအချိန်ကတော့ညာဦးပိုင်းအချိန်လောက်မှာပါသူတို့လည်းဒီကိုလောင်းငွေကြောင်ကိုကြားထားပဲမလဲလက်တွေ့မဟုတ်လေတော့မယုံကြတဲ့သူတွေပါအဲ့ဒါကြောင့်မဲအေးအေးစစ်စစ်ပင်ထိုဒေါ်လန်လေးတိုင်းမောင်းလာခဲ့ကြပါတယ်အဲ့ဒီကိုအီနာကိုအရောက်မှာတော့ဆိုင်ငယ်မောင်းလာနေ တဲ့သူကအနောက်မှာထိုင်ပြီးပါလာတဲ့သူကိုလမ်းပြောလိုက်ပါတယ်။တကယ်ချင်းဆိုင်ငယ်ကဘာဖြစ်တာလဲမသိဘူးကမောင်းနေနေလေးလေးလာတယ်လို့ပဲ။အဲ့ဒီတော့နောက်ကလူကလည်းစိတ်မရှိတဲ့လေးတန်းနဲ့ဟာမင်းကလည်းလှုပ်ပြန်ပြီကွာဒီနေရာအကြောင်းကြားထားရတဲ့သေချာမောင်းပါကွာအဲ့လိုမျိုးပြောဆိုလိုက်ပါတယ်။ဒါပေမဲ့လည်းမောင်းနေတဲ့သူကတော့ကိုမောင်းနေတာလေးလားပေါ့လားဆိုတာသိတဲ့အတွက်မဟုတ်ဘူးကွာငါတကယ်ပြောနေတာကွာလေးနေတယ်ဆိုင်ငယ်ကဟာမင်းကလည်းမင်းဆိုင်ငယ်ကိုဘယ်သူမှမစွဲဘူးကွာအဲ့လိုမျိုးပြောဆိုပြီးတော့စကားပင်ပြတ်သွားပါတော့တယ်။သူကစကားပြောရင်းနဲ့နောက်ကိုလက်ကြည့်လိုက်မိတဲ့အခါမှာတော့ပြောနေတဲ့စကားတွေတောင်ထွက်မလာတော့ပါဘူး။ င်မကြောက်ဘူးဆိုပြီးပြောထားပေမဲ့လည်းယခုလိုမျက်မြင်တွေ့လေရတော့မကြောက်ဘူးဆိုတဲ့စိတ်တွေအစားကြောက်ရွံ့မှုတွေကလွမ်းမှုသွားခဲ့ပါတော့တယ်ကြက်သိန်းတွေကလည်းတဖျံဖျံထကအသေးနှလုံးကိုလက်အေးကြီးနဲ့စုပ်ကင်ခံလိုက်ရတယ်လို့မျိုးဖြစ်သွားခဲ့ပါတယ်သူမြင်လေရတာကတော့တကူလုံးအမွေးမြင်နေတဲ့မျက်လုံးကြီးကပြပြပါဇက်ကြီးကပြပြနဲ့ရှာကြီးကတထွာလောက်ရှည်ထွက်နေတဲ့မမဲအောင်ကြီးတကောင်ကအနောက်ကနေဆိုင်ကယ်ကိုဆွဲပြီးတော့တရွတ်တိုက်လိုက်ပါနေတော့မြင်လေရချင်းမှာဒီတော့သူကလည်းအမလေးကဲကြပါအောင်တည့်ရဲတည့်ရဲဆိုပြီးတော့အသက်ကုန်អော်ပါတော့တယ်အဲ့ဒီအခါမှာမောင်းနေသူကလည်းသူထော်ရတာလည်းကြာရောချက်ချင်းပဲဆိုင်ကယ်ကိုထိုးရက်လိုက်ပြီးတော့နောက်ကိုလက်ကြည့်လိုက်မိတဲ့အခါမှာ ာတော့အဲ့ဒီမမဲကောင်ကြီးကိုမြင်တွေ့သွားခဲ့ပါတော့တယ်ဟမ်တရေကြီးလားဟာဆိုင်ကယ်ကိုဆွဲထားတာဟာအဲ့လိုမျိုးပြောဆိုပြီးတော့အလန့်တကြားရေရွတ်လိုက်ခါကြက်သိန်းတွေလည်းတဖျက်ဖျက်ထလာခဲ့ပါတော့တယ်အဲ့ဒါကြောင့်မဲဆိုင်ကယ်၄ပါးကိုအတကုံဆွဲကဒရက်ချမ်းပင်မောင်းချသွားခဲ့ပါတော့တယ်နောက်ပိုင်းကြာတိရတီကထုံနှူးမှလည်းကြောက်ဖျားပင်ဖျားခဲ့ကြပါတယ်နောက်ပိုင်းမှလည်းအဲ့ဒီကိုလောင်ငွေကနေဖျက်သွားမိသူတိုင်းဟာအချောက်လန့်နေတော်တော်ကျန်းနေဆိုပြီးတော့ပြောလာခဲ့ကြပါတယ်ဒီတော့ထုံနေရနဲ့အနီးနေသူတွေကလည်းမနေရဲကြတော့ပါဘူးနောက်ပိုင်းမှာတော့အဲ့ဒီလန်ဟောင်းကိုပိတ်ပစ်လိုက်ရပြီးတော့ထိုကိုစားလမ်းဖြောင်းပြီးလမ်းအစ်ဖောက်လုပ်လိုက်ကြပါတော့တယ်တောတွေကိုရှင်လင်းမ မြေတွေကိုဖို့ကကွန်ကရစ်လမ်းသစ်ခင်းပြီးတော့ဖောက်လုပ်လိုက်ကြကထိုလမ်းအောင်ခွင့်နေရာကိုတော့ဇေဒီတဆူတီကမကြွမလွတ်သူတွေကိုကောက်မှုပြုလျက်အမြပေးဝေခဲ့ကြပါတယ်ထိုချိန်ကနေစလို့နောင်များမှာတော့၆လမ်းချင်းနဲ့ကင်းဝေးသွားပြီးတော့အေးအေးချမ်းချမ်းနဲ့သွားလို့ရသွားခဲ့ပါတယ်အဲဒီဇေဒီရောရဲ့ဘွဲတော်မှာကကိုလောင်းရှင်ဇေဒီရောဟူ၍ဖြစ်ခဲ့ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုဆုံးနှတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်